ပြန်လည်တိဆောက်မှုနဲ့ခန္ဓာလာပါတဲ့နူကမ့်ဂွင်းကြီးကိုဘာစီလိုနာအသင်းရဲ့125နှစ်ပြည့်အထိမ်းအမှတ်အဖြစ်2024နိုဝင်ဘာလမှာဖွင့်လှစ်ဖို့တတ်မှတ်ထားခဲ့ပေမဲ့ဆယ်လကြာတဲ့အထိကွင်းဟာပြန်လည်တိဆောက်ရေးအရှုပ်ထွေးတွေကြောင်းပိတ်ထားရဆဲဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာသူတို့ရဲ့ခန္ဓာပင်မဲ့ဟောင်းနှွမ်းနေပြီဖြစ်တဲ့နူကမ့်ဂွင်းကြီးကို2023ခုနှစ်မေလမှာပိတ်လိုက်ခြင်းကသူတို့အနေနဲ့တစ်နှစ်ခွဲအကြာမှာပြန်ဖွင့်နိုင်မယ်လို့မျှော်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ပထမသတ်မှတ်ရက်ကျော်လွန်သွားခဲ့သလို2025ခုနှစ်ຫນွေဥရာသီနဲ့ဩဂတ်စ်လရဲ့နောက်ဆုံးရက်တွေလည်းအချင်းဤဖြစ်ခဲ့ရပါတယ်။ကွင်းကပိတ်ထားဆဲဖြစ်ပြီးရှုပ်ထွေးမှုတွေကပုံမှုများပြားလာခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာဒီအရီအိမ်ကွင်းပွဲစဉ်တွေကိုအဆင့်မြင့်တင်ထားတဲ့ကွင်းမှာစတင်နိုင်မယ်လို့အကောင်းမြင်မှုတွေမြင့်တက်ခဲ့ပြီးလာလီဂါကပါအကူအညီပေးခဲ့ပါတယ်။ ပထမဆုံးပွဲစဉ်၃ပွဲကိုနူကန်ကနေဝေးရောင်မှာရှင်ပြိုင်ကစားနိုင်အောင်အချိန်ပိုပေးဖို့စီစဉ်ပေးကြတာပါ။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်နှစ်အတွင်းယာယီအိမ်ကွင်းဖြစ်အသုံးပြုခဲ့တဲ့ပရိသတ်9500ဆန့်မြို့တော်ရဲ့အိုလံပစ်ကွင်းကနေပြောင်းရွှေ့ခဲ့တဲ့နောက်ဘာစီလိုနာအသင်းဟာသူတို့ရဲ့ပထမဆုံးအိမ်ကွင်းပွဲစဉ်၂ပွဲကိုပရိသတ်6000သာဆန့်နဲ့ဂျိုဟန်ခရုလေ့ကျင့်ကွင်းမှာကျင်းပရမယ်ပြက်လုံးဆက်ဆန်းဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ရပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့်ပဲသူတို့ဟာယူရို၄တန်းကျော်ဒေါ်လာ၄သန်း၈တန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ခန့်မှန်းရပါတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ဘာစီလိုနာဟာကွင်းကိုပရိသတ်၂800လောက်ရှော့ချပြီးပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့မြို့တော်ကောင်စီထံခွင့်ပြုမိတ်ရယူရမှာကဲဆဲကြီးလမ်းကြောင်းပြဿနာတွေကြောင့်နောက်ထပ်အခက်အခဲတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီမျိုးတော်ကောင်စီဟာကွင်းကိုလာခြင်းနဲ့ဒူတိုင်းရဲ့ဘေးကင်းလုံခြုံရေးကိုအာမခံရမှာပါ ဒါကကျွန်တော်တို့ရဲ့ဦးစားပေးပါလို့ဘာစီလိုနာမြို့တော်ဝင်ရဲ့ကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်။ဘာကာဟာဆိုစီတန်နဲ့တနင်္ဂနွေနေ့လိပွဲစဉ်အပြင်လာမယ့်ဗုဒ္ဓဦးနေ့ချန်ပီယံ PSG နဲ့ချန်ပီယံလိပွဲအတွက်အိုလံပစ်ကွင်းကိုအ ਨੇ ဆုံးအသုံးပြုခွင့်ရရှိထားပါတယ်။ဒါပေမဲ့အကောင်းမြင်လေးရှိတဲ့ဥက္ကဋ္ဌဂျိုဝန်လာပေါ်တာကတော့အော်တိုဘားလ18ရက်နေ့နူကန်မှာဂျီရိုနာနဲ့ရင်ဆိုင်ဖို့အချိန်မီခွင့်ပြုမိရရှိလိမ့်မယ်လို့မျှော်လင့်နေပါတယ်။မပြေဆုံးသေးတဲ့အရာတွေ တီဆော်ရေးလုပ်ငန်းတွေစတင်ကြတဲ့ကကလပ်သင်းဟာပြဿနာများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ရေလွှမ်းမှုမှုကြောင့်အဝတ်လဲကန်းနှက်ခန်းကိုနှစ်ကြိမ်ပြန်လည်တီဆောက်ခဲ့ရတာပါ။ပတ်ဝန်းကျင်အိမ်နီးချင်းတွေရဲ့ကန့်ကွက်မှုကြောင့်စူညံတန်တဲ့အလင်းရောင်ညင်ညံ့မှုတွေအတွက်အလုတ်ချိန်တွေကိုတင်းကျပ်တဲ့စည်းကမ်းတွေချမှတ်ခဲ့ရပြီးတစ်ဖက်မှာလည်းရုရှားကယူကရိန်းကိုကျူးကျော်မှုကြောင့်ပစ္စည်းကုန်ကျစရိတ်တွေမြင့်တက်လာခဲ့ပါတယ်။ 1958ခုနှစ်ကဖွင့်ခဲ့တဲ့မူလာကွင်းရဲ့အောက်ဆုံးပွဲကြည့်စဉ်2ဆင့်ကိုထိမ့်သိမ်းထားပေမဲ့မျှော်မှန်းထားတာထက်ပြုပြင်ပြောင်းလဲမှုပေါင်း2000ကျော်လိုအပ်ခဲ့ပါတယ်။ဘာစီလိုနာအနေနဲ့ဒီစီမန်ဂိန်းအတွက်ယူရို1.5ဘီလီယံဒေါ်လာ1.5ဘီလီယံပေးချေရမယ်လို့ခန့်မှန်းထားပြီးကွင်းကိုမြန်မြန်ပြန်ဖွင့်နိုင်လေကွင်းကနေဝင်ငွေတွေစောစောရှာဖွေနိုင်လေဖြစ်ပါတယ်။ ဗန္ဓာရီအခက်ခဲနဲ့ရင်ဆိုင်နေရတဲ့ကလက်ဟာလာလီကာရဲ့ဗန္ဓာရီမျှခြေစည်းမျဉ်းတွေနဲ့ကန့်ညီဖို့အတွက်ရောင်းချပြီးသား VIP ထိုင်ကုန်ရောင်းရငွေတွေကိုသူတို့ရဲ့စာအုပ်စည်းင်းတွေမှာအမြန်ဆုံးထည့်သွင်းလိုနေပါတယ်။အင်္ဂါနေ့မှာဘာစီလိုနာရဲ့လုပ်ငန်းလည်ပတ်ရေးအကြီးအကဲဂျွန်ဆန်တဲနဲ့အဖွဲ့အစည်းဆိုင်ရာဒူအိုခရာအယ်လီနာဖော့တိုက AFP အပါအဝင်မီဒီယာတွေကိုကိုင်းအစ်စ်ပတ်ပတ်လဲလိုက်လံပြသခဲ့ပါတယ်။ ရိသတ်တွေနောက်ဆုံးကွင်းထဲပြန်ဝင်လာနိုင်တဲ့အချိန်တတိယဆင့်အပေါ်ဆုံးအဆင့်ကိုမတိဆောက်ရသေးရင်တော့အရင်ကထက်ပိုမိုခမ်းနားတဲ့ကျယ်ဝန်းပြီးတက်တောင့်တတာရှိတဲ့ထိုင်ကုန်နေရာနဲ့ကွင်းမြင်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ကွင်းမြင်ကခွာပြီးကြည့်ရင် အတွင်းပိုင်းနေရာတွေမှာတော့အပိသက်လုပ်ငန်းတွေမပြီးစီသေးပါဘူး။ပထမအသင်းအဝေလဲကန်းကိုမတိဆောက်ရသေးပဲဧည့်သည်အသင်းအဝေလဲကန်းနှက်ခမ်းရဲ့မျက်နှာချက်မှာလဲပိုက်တွေပေါ်နေပြီးဆေးတုပ်တာတွေမရှိသေးပါဘူး။ ရေတိုမှာကွင်းဝင်ခွင့်လိုင်စင်အတွက်ဘေးလွယာထွက်ပေါက်ကပြဿနာဖြစ်နေပေမဲ့ရေရှည်မှာတော့နူးကပ်အနေနဲ့အရင်ကထက်အများကြီးပိုမိုကောင်းမွန်တဲ့အနေအထားမှာရှိနေပါတယ်။ကွင်းရဲ့ဝင်ဆက်မှုကိုနောက်ဆုံးမှာပြိတ်သက်6900ကနေ35000အထိတိုးမြင့်သွားမှာဖြစ်ပြီးနူးကပ်ဟာဥရောပမှာပြိတ်သက်6လုံးပမာဏ3000ကျော်အထိဆက်နေတခုတည်းသောကွင်းဖြစ်လာပါလိမ့်မယ်။ လက်ရှိနောက်ကျမှုတွေကြောင့်မူလမျောမှန်းထားတဲ့2026ခုနှစ်မှာပြီးစီးမဲ့ရက်ကိုမမီနိုင်တော့ပဲကိုင်းရဲ့ခေါင်းမိုးကိုတက်ဆင်တဲ့စီမံကိန်းခေါ် Bill Lift ကိုလည်း2029ခုနှစ်နွေရာသီကျမှာပဲတက်ဆင်နိုင်တော့မယ်လို့သိရပါတယ်။စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ Spotify နဲ့ချုပ်ဆိုထားတဲ့တရာသီယူရိုတန်း80တန်းသဘောတူညီချက်အရကိုင်းရဲ့ပမာဏ90ရာခိုင်နှုန်းကိုလက်ရှိရာသီအကုန်မှာဖွင့်လှစ်နိုင်ခြင်းမရှိရင်ဘာစီလိုနာအသင်းဟာတိတိတသာဝင်ငွေလျော့နေနိုင်ပါတယ်။ အရင်ကကြံ့ကြာမှုတွေဇက်တိုက်ဖြစ်ခဲ့တာကိုထည့်သွင်းစဉ်းစားရင်ဒါဟာတကယ့်အန္တရာယ်တစ်ခုဖြစ်ပါတယ်။